ားပါရှင်ဘူဆိုင်လန်ဗီရဲ့ estate company limited မှာဒီနေ့မျှဝေပေးခြင်းနဲ့အကြောင်းအရာလေးကတော့အိမ်ချမ်းမြေ80 20စီးမြင်တင်းစိတ်ကူတွေကအိမ်ရဲ့မပြည့်ပြည့်စုံမှုတွေကိုလက်ခံတတ်ခြင်းဆိုတာပဲဖြစ်ပါတယ်ရှင်ပြည့်ပြည့်စုံတဲ့အိမ်ကိုရှာဖွေနေတဲ့အခါမှာဝယ်ယူသူအများစုကသူတို့ရဲ့စီးရင်းနဲ့မှာပါတဲ့အချက်လက်တွေတိုင်းနဲ့ ကိုက်ညီရဲ့အိမ်တစ်လုံးကိုရှောက်ခွေတွေ့ရှိခြင်းညတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာကြတော့တင့်ရဲ့အိမ်မက်ထဲကအိမ်မာတော်မှာအားနေချက်တွေရှိနေနိုင်နေပေါ့နော်။အဲ့တော့ဒီနေရာမှာ80 90ရာခိုင်နှုန်းစီမင်းကအရေးပါလာတယ်။ဒါဆိုရင်80 90ရာခိုင်နှုန်းစီမင်းဆိုတာကဘာလဲ။အိမ်ချက်မြေမှာ80 90ရာခိုင်နှုန်းစီမင်းဆိုတာကတေချိုင်းနှစ်သက်တဲ့အိမ်ကတင့်ရဲ့မျှော်လင့်ချက်တွေရဲ့80ရာခိုင်နှုန်းလောက်ကိုဖြည့်ဆွမ်းပေးပြီးတော့ ကျန်20ရာခိုင်နှုန်းလောက်ကတော့အ short တင်းလုံရမှုမပြည့်ပြည့်စုံမှုဒါမှမဟုတ်ပြောင်းလဲဖို့လိုအပ်တဲ့အချက်လက်တွေဖြစ်နိုင်ပါတယ်။အဓိကကတော့တင်မကြိုက်တဲ့20ရာခိုင်နှုန်းမှာမတင်မကြဗျာများမနေပဲတင်ချင်းမြင့်လို့တဲ့80ရာခိုင်နှုန်းကိုအာယုံဆိုင်ဖို့ပါပဲ။ဘာကြောင့်လဲဆိုလို့ရှိရင်အိမ်တစ်လုံးရဲ့100ရာခိုင်နှုန်းဆိုတာကဘရောမှမကြိုက်နိုင်ကြဘူးပေါ့နော်။100ရာခိုင်နှုန်းပြည့်စုံဖို့ဆိုတာလည်းမလွယ်ပါဘူး။ အဲဒီအိမ်တွေကလူတွေလိုပဲထူးခြားချက်လေးတွေရှိတတ်တယ်ပေါ့နော်အဲပြည့်ပြည့်စုံတဲ့အဲ open floor plan နဲ့ကျယ်ဝန်းတဲ့နောက်ခြံဝင်းကိုတွေ့နိုင်ရပါမယ်အဲဒါမဲ့ဟိုခေနောက်ကြတဲ့မိဖို့ချောင်းတို့နောက်ပြီးတော့ကိုမကြိုက်နှစ်သက်တဲ့ဝရဏာပုံစံတို့ကိုမကြိုက်နှစ်သက်တဲ့ဟိုစေးအရာပေါ့နော်အိမ်ရဲ့စေးအရာတို့ဒါတွေကပါပါလာတတ်တယ်ပေါ့နော်အဲ့တော့ပေါ့နော်အမှန်တရားကဘယ်အိမ်မှတရားရခိုင်တော့ ကိုက်နေမှာတော့မဟုတ်ဘူးပြီးတော့အဲ့ဒါတွေကလည်းပြဿနာမဟုတ်ဘူးပေါ့နော်တချို့မပြည့်ပြည့်စုံတဲ့မှုတွေကရှောင်လန်းလို့မရဘူးဆိုတာကတင်လက်ခံလိုက်တဲ့အခါမှာအိမ်ဝယ်ယူတဲ့လုပ်ငန်းစဉ်ကနေပြီးတော့တိတိတသားစိတ်ဖိစီးမှုနှဲဝါလိမ့်မယ်ပေါ့နော်အဲဒါမှမဟုတ်လို့ရှိရင်တရားရဂိုင်းတို့ပြည့်စုံတဲ့အိမ်ကိုရှာနေရင်းနဲ့ပဲအဲဝယ်ရဲစီကိုမရောက်ပဲနဲ့အချိန်တွေကုန်လုံသွားတတ်တယ်ပေါ့နော်ပြီးတော့အချိန်တွေကုန်တာနဲ့အမျှဈေးတွေကလည်းတက်ကုန်ရောတက်ကုန်တော့အဲ့တော့ဟိုဟိုဝယ်လို့ကောင်းတဲ့အချိန်မှမဝယ်ဘူး အာလွတ်သွားတယ်အခွင့်အရေးကောင်းနေလွတ်သွားတတ်တယ်ပေါ့နော်ကောင်းတဲ့အခွင့်အရေးနဲ့လွဲချော်တတ်တယ်မကြိုက်နှစ်သက်တဲ့20ရာခိုင်နှုန်းနဲ့အတူနေထိုင်ခြင်းဒါမှမဟုတ်လို့ရှိရင် ပြောင်းလဲခြင်းတစ်ခါတည်းရင်ကိုမကြိုက်တဲ့20ရာခိုင်နှုန်းကိုပြောင်းလဲလို့ရတယ်ပေါ့နော်အဲ ကိုမကြိုက်တဲ့ဆေးရောင်ဆိုလို့ရှိရင်လည်းဆေးအစ်စ်တွေပြန်တုပ်လို့ရတယ်ကိုကြိုက်နှစ်သက်တဲ့အရောင်တုပ်လို့ရတယ်မီးဘိုကန်းဆိုလို့ရှိရင်လည်းကိုကြိုက်နှစ်သက်တဲ့ဒီဇိုင်းကိုပြန်ပြင်လို့ရတယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းမီးလိုင်းသစ်လဲတာတွေနေရာလက်တွေကိုပြန်ပြောင်းလဲတာတွေပေါ့နော်ဒီလိုအရွှေပြောင်းတာပြုလို့ပြင်လို့ရတယ်ပေါ့နော်ဒါပေမဲ့တီနေရာဒါမှမဟုတ်အိမ်ရဲ့ပုံစံကိုတော့ပြောင်းလဲဖို့ကတော့ခက်ခဲနေပေါ့နော်ဒါကြောင့်အင်ရှာဝဲခြင်းမလုပ်ခင်မှာပေါ့နော်အဲတင့်အတွက်အမှန်တကယ် အဲအရေးကြီးတဲ့အချက်တွေကိုဦးစားပေးဖို့လိုတယ်ဒီ80ရာခိုင်နှုန်းလက်ခံခြင်းမှာအရေးကြီးတဲ့အချက်တွေကိုအာရုံစိုက်ရမယ်တည်နေရာအခန်းအပေါင်းပေါ့နော်အခန်းအပြင်အစင်နဲ့အဲအလားလာရှိရစားရစားရမှန်ကန်ခိုင်မာမှုတွေနောက်ပြီးတော့တအိတ်လုံးကတင့်ရလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးပြီးတော့တင်ဝင်သွားတဲ့အခါမှာပေါ့နော် အာနှလုံးခုန်တဲ့ဉာဏ်စီတဲ့အိမ်မျိုးပေါ့အဲဒါမျိုးဆိုရင်တော့အဲဝယ်တည်နေပေါ့နော်စဉ်းစားဖို့လည်းတည်နေနောက်ပြီးတော့တစ်ခါတည်းမှာကောင်းမှုပြည့်စုံမှုတွေက20ရာခိုင်နှုန်းရံမပြည့်စုံမှုတွေကိုကြော်လွန်နေပေါ့နောက်ဆုံးအတွေးဒီမှာကတော့အဲအိမ်ရှာပွေတဲ့အခါမှာပန်းနိုင်ကပြည့်ပြည့်စုံမှုဆိုတာမဟုတ်ဘူးတည့်ရဲ့လူနေမှုပုံစံနဲ့လိုက်ဖက်တဲ့နေရာတစ်ခုကိုရှောက်ဖွေခြင်းပဲဖြစ်တယ်လို့ဆိုချင်ပါတယ်ရှင်အဲ့တော့80နဲ့10ရာခိုင်နှုန်းစီးမြင့်ကိုလက်ခံမှာပြီးတော့မလိုအပ်တဲ့ပေါ့နော် စိတ်ဖိစီးမှုတွေနဲ့လက်တွေ့မကျတဲ့မျှော်လင့်ချက်တွေကိုအဲမျှော်လင့်ချက်တွေကနေပြီးတော့ကိုယ့်ကိုကယ်တင်နိုင်မှာပဲပေါ့နော်။ဘာပဲဖြစ်ဖြစ်ပြည့်ပြည့်စုံတဲ့အိမ်ဆိုတာကအနာဂတ်ကိုမြင်ရောက်နိုင်တဲ့နေရာပါ။အဲ့နေရာမှာချွင်းချက်အနှဲငယ်လေးတွေရောပါနေတတ်ပါတယ်ရှင်။အဲ့တော့80 90ရာခိုင်နှုန်းစီးနှင်းရဲ့အလုပ်အလုပ်ပုံဆိုတာဘာလဲပေါ့နော်။အဲ80 90ရာခိုင်နှုန်းစီးနှင်းရဲ့အလုပ်အလုပ်ပုံဆိုတာတော့ဒီအိမ်ရဲ့တည်နေရာပြည့်ပြည့်စုံတဲ့ location နဲ့ကောင်းနေ။အဲဒါပေမဲ့အိမ်ရဲ့စိတ်အရာကတော့မကြိုက်ဘူးပေါ့နော်။ဒါပေမဲ့ကိုယ်ရည်အနေနဲ့ပြင်လို့ရတယ်လေ။ အဲနေရာလဲကောက်နေဈေးလဲတင်နေစားရစားနေလဲခိုင်ပါတယ်အိမ်ဈေးရောင်လေးမကြိုက်တာနဲ့ဒီအိမ်ကိုလက်မလို့တင်ဘူးပေါ့နော်နောက်ပြီးတော့မီးဖို့ကြောင်ဆိုလဲဒီဇိုင်းအောက်နေတယ်ဆိုကိုအဲမော်ဒန်ကစ်ချင်အနေနဲ့ပြောင်းလဲလို့ရတယ်ပေါ့နော်အဲ့ဒါတွေကအဆင်ပြေတယ်ပေါ့နော်အဆင်ပြေရပြောင်းလို့ရတယ်အဆင်မြင့်နေလို့ရတယ်ပြီးတော့အဲကန်းကလည်းကြေဖို့မလို့အလင်းရောင်ကောင်းပြီးတော့လှပတဲ့တက်သားကြမ်းကြီးနေရှိတယ်ပေါ့နော်အဲ့တော့အဲ့အိမ်မှာပါပြီးသားဒါပေမဲ့အိမ်ရဲ့ဈေးရောင်လေးမကြိုက်တာအဲကစ်ချင်ကနည်းနည်းဒိတ်အောင်နေတာလေးပေါ့နော် ပြင်ရမှာဝရန္တာလေးဒီဇိုင်းလေးမကြိုက်တာအဲဒါမျိုးလေးဆိုပြင်လိုက်လို့ရတယ်အဲ့ရဲ့ location ကလည်းမိုက်နေပြီအဲ့ရဲ့ဈေးနှုန်းကလည်းတင့်နေပြီအဲအိမ်ပုံစံလေးကလည်းမစိုးဘူးပေါ့နော်စားသက်စားတမ်းကလည်းခိုင်ပါတယ်အဲဒါဆိုလို့ရှိရင်ပေါ့နော်အဲတချို့အိမ်ဆေးရောင်မကြိုက်တာလေးရယ်မီးဖို့ကံမကောင်းတာလေးရယ်နောက်ပြီးတော့ဒီပေါ့ဝရန္တာမကြိုက်တာလေးရယ်ဒီနည်းနည်းပပ20ရာခိုင်နှုန်းလေးတွေကိုကိုယ်တွေအနေနဲ့ပြင်ဆင်လိုက်လို့ရှိရင်ဒါ ကိုယ်စိတ်တိုင်းကြတဲ့အိမ်တလုံးရနိုင်နေပေါ့နော်။အဲအဲ့ဒီမှာအဲ့အိမ်မှာတခုပါတာတော့ဧကန်းနဲ့လင်းရောင်ဝင်တဲ့လင်းဝင်လေထွက်ကောင်းတဲ့ဧကန်းနဲ့ပေါ့နော်။အရန်ကိုအစစ်နှမ်းကြီးနဲ့အဲကျုံးပါကေးတွေခင်းထားတာအဲအဲ့လိုမျိုးတွေပြီးတော့ပါဝင်နေပေါ့နော်။ဒါဆိုရင်မကြိုက်တဲ့အချက်လေးနဲငယ်ကိုပြောင်းလဲရုံနဲ့ကွာဈေးတန်နဲ့အဲဈေးတန်ပြီးတော့စားစရံခိုင်ပါတဲ့အိမ်တလုံးကိုကွာရရှိနိုင်နေရရှိပိုင်ဆိုင်နိုင်နေပေါ့နော်။အဲ့တော့ဒီလိုစိတ်ကူးတဲ့ကနားကိုရအိမ်နဲ့အနီးဆက်ဆုံး အိမ်တွေကို ရှာဖွင့်နေရဆိုလို့ရှိရင်တော့ Rose Island Real Estate Company Limited ကိုတတိယလိုက်ပါလို့တိုက်တွန်းချင်ပါတယ်ရှင် Rose Island Real Estate Company Limited ကတင့်ကို professional team နေနေပေါ့နော်တင်လို့ခြင်းနဲ့တင့်ရစိတ်ကူးအိမ်မထဲကအိမ်တွေကိုအာအကောင့်ထဲပို့ပေးဖို့အစင်သင့်ပါပဲအဲတင့်ရအိမ်မထဲကအိမ်တွေကိုရှာဖွင့်နေပါလား အဲ့ဒါဆိုလို့ရှိရင်တော့80ရာခိုင်နှုန်းကချစ်ချင်းနဲ့20ရာခိုင်နှုန်းကလက်ခံတက်ချင်းနေရတော့အဓိကကြပါလိမ့်ရှင်။ဒီ post ကိုမျှဝေပြီးတော့တည့်ရမိတ်ဆွေတွေကိုလည်းစိတ်ကူးတဲ့နားခွေရအိမ်လေးကိုရှောက်ခွေချင်းအမှုပညာကိုမျှဝေပေးလိုက်ပါရှင်။အိမ်ချမင်းနဲ့ပတ်သက်တဲ့ဘူးတုဒ္ဒတွေကိုပုံမှန်သိရှိလို့ရဆိုလို့ရှိရင်တော့ Rose Silvery ရဲ့ estate page လေးကို like and follow လုပ်ထားပေးပါ comment လေးလည်းပေးလို့ရပါတယ်ရှင်။နောက်ထပ်အသေးစိတ်သိရှိလိုပါက Rose Silvery ရဲ့ estate company limited phone 09650599715ကိုဆက်သွယ်လို့ရပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်